ထိုင်းနိုင်ငံတောင်ပိုင်းကပြိပက္ခတွေရဲ့အကြောင်းဆွေးနွေးပွဲကိုတင်ဆက်ပေးထားပါတယ်ရှင်။ဖလပိုင်မြို့လေကကျူးကျော်နေထိုင်သူတွေနဲ့မြို့နယ်အုပ်ချုပ်ရေးမှုအဖွဲ့ရဲ့ဖယ်ရှားရေးအဖွဲ့တွေဇန်နဝါရီလ28ရက်နေ့ကပြိပက္ခဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့ပါတယ်။ဒီအကြောင်းကို လေ့လာကြည့်ကြရအောင်ပါရှင်။ ကျူကျော်နေထိုင်သူတွေနဲ့ဆန္ဒပြသူတွေဟာကျူကျော်ဖယ်ရှားရေးဖွဲ့တွေကိုရှေ့ဆက်လာလို့မရအောင်ကြောက်ခဲပလင်းနေဓာတ်စီပလင်းနေနဲ့ပစ်ပေါက်ခဲ့ကြတာကြောင့်ဆူရလုံနေတပ်ဖွဲ့တွေနဲ့ရေပေါ်တိုက်ခိုက်ရေးတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့ခြေနေကိုထိမ့်သိမ်းခဲ့ရပါတယ်ကျော်ရပ်ပမာဏ26နှစ်ကြာနေထိုင်ခဲ့တဲ့အန်ကာကတော့လုံခြုံရေးတပ်ဖွဲ့ရဲ့အင်အားအလုံးချုံတုံးခဲ့တယ်လို့ဝေဖန်ပါတယ် တွေအလွန်ကျွံအင်အားသုံးစဲတယ်လူတွေကိုဒုက္ခပေးတာပဲဒါတာမန်လူနန်းစားတွေကိုအနိုင်ကျင့်တာဖြစ်တယ်လူလူရင်တဖွဲ့ဝင်ဒူးနဲ့ကျူကျော်ဖယ်ရှားရေးဖွဲ့ဝင်ဒူးပါဝင် လူချုတန်းရရှိခဲ့ကြတယ်လို့ဆိုပါတယ် ပောက်ကွဲစေတဲ့ပစ္စည်းတွေနဲ့ပြစ်ပောက်ခဲ့သူအနည်းဆုံးသူ9ဦးကိုရဲကဖမ်းဆီးခဲ့တယ်လို့ဒေတာခန်သတင်းတွေကပြောပါတယ်။ကျူကျော်တွေကိုဖယ်ရှားဖို့အကြိုတင်အတိပေးခဲ့တယ်လို့ဆိုရကဆိုပေမဲ့ကျူကျော်တွေကတော့မသိရှိခဲ့ဘူးလို့ပြောပါတယ်။ Esa na mi patita na familia na mesa carsada ကျမတို့ကဘယ်မှာသွားနေရမှာလဲလမ်းမပေါ်တက်ပြီးနေရမှာလားကျူတင်အကြောင်းကြားရလဲမရှိဘဲနဲ့ချက်ချင်းပဲလာဖြတ်တော့တာပါပဲ။ မြို့တော်မနီလာနဲ့ပတ်ဝန်းကျင်ကိုဆွေမြင့်တင်မှုပြီးခဲ့တဲ့နှစ်ခရဲကစပြီးတော့မြို့တော်အုပ်ချုပ်ရေးဖွဲ့တွေကကျူးကျော်နေထိုင်သူတွေကိုဖယ်ရှားနေခဲ့တာပါခုဖယ်ရှားမှုကလည်း7မီတာအကျယ်ကားလမ်းမှချဲ့ထွင်မှုဖြစ်တယ်လို့ပြောပါတယ်ခင်ဗျာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအသက်22နှစ်အရွယ်လူငယ်လေးတယောက်ဟာ မကြသေးခင်ကအသက်ခံခဲ့ရပါတယ်အဲဒါကြောင့် မြို့ကန်တွေကရက်ွက်လုံုံရေးအဖွဲ့တွေကို တိုးမြင့်ဖွဲ့စည်းလိုက်ပါတယ်။အစိုးရရဲ့အထောက်အပံ့နဲ့အချက်ပေးခေါလောင်းတွေမြို့ကန်တွေနဲ့ဖွဲ့စည်းထားတဲ့လှည့်ကင်းတွေလုံုံရေးကင်မရာတွေကိုတက်တင်ထားပါတယ်။လေ့လာကြည့်ကြရအောင်ပါရှင်။ပြီးခဲ့တဲ့အောက်တိုဘာလကဒိတ်စတန်ဝမ်ဆိုတဲ့ကောလိပ်ကျောင်းသားလေးတယောက်ဟာကလနာကြာယာမြို့နယ်မှာစိုင်ကယ်စီးလူရဲငါးလေးဦးရဲ့ရိုက်နှက်ခံရပြီးတင်းဆုံးခဲ့ပါတယ်။ဒီဖြစ်ရက်က မြို့ကန်တွေကိုခြောက်ချားစေခဲ့ပြီးတခုခုတော့လုပ်ဖို့စုံဖြတ်ချက်ချခဲ့ကြပါတယ်။သူတို့တွေဟာမြို့ကွန်ဘီတန်ကလို့ခေါ်တဲ့ရဲသားလုံခြုံရေးတပ်ဖွဲ့တွေကိုဖွဲ့စည်းလိုက်ကြပါတယ်။တင်နာဝန်ထမ်းလူငယ်82ဦးဟာရုံးပရဲ့ညတွေကလွဲလို့ညစဉ်တင်းလှဲဖို့တာဝန်ခွဲယူခဲ့ကြပါတယ်။ဆေဗယ်လေဗန်တတိုးဆိုင်နဲ့လူနေအိမ်တချို့မှာအရေးပေါ်အချက်ပေးခလုတ်တွေတက်ဆင်ခဲ့ပြီးရာဇဝတ်မှုတစ်ခုခုကျိုးလွန်နေတာတွေ့ရတဲ့ဒီအရေးပေါ်ခလုတ်တွေကိုနှိမ့်ပြီးအကြောင်းကြားနိုင်ပါတယ်။ So once you press the police will be alerted ဒီ cloud ကိုနှိပ်လိုက်တာနဲ့ရဲစီအကြောင်းကြားပြီးသားဖြစ်ပါမယ်။လှည့်ကင်းကြတဲ့သူအယောက်20စီလဲ SMS message ပို့ပါတယ်။ပြီးတော့ OOS ဆွဲပါမယ်။ဒီစနစ်ကိုတုံးထားတာပါ။ CYA ချက်ချာနေရာတွေမှာလဲလုံခြုံရေးကင်မရာတွေတက်တင်ထားပါတယ်။မြို့ကန်တွေကိုယ်တိုင်လုံခြုံရေးတာဝန်တွေယူလိုက်ချိန်ကလေးကရာသွေးမှုတွေကလည်းကြာဆင်းခဲ့တယ်လို့မြို့နယ်ရဲတပ်ဖွဲ့ကဆိုပါတယ်။ ဖြစ်တော်မဲ့ယူပြီးရင်ကတော့ဒါရီဟာရဲတွေရဲ့အလုပ်တွေပဲလို့ဆိုပါတယ် if we can have ကင်းလှည့်ဖို့ရဲရင်အားလုံးလုံးလောက်လောက်ရှိတယ်ဆိုရင်ရာဇဝတ်မှုတွေကိုတကယ်ပဲကာကွယ်နိုင်ပါတယ်ရဲဌာနကတော့ရဲအင်အားကိုတဖြည်းဖြည်းနဲ့တိုးချဲ့နေတယ်လို့ပြောပါတယ် increase လုံခြုံရေးတန်ရာရှိတဲ့လူဆိုရင်ရက်တာလုံခြုံရေးတပ်ဖွဲ့ကတခါရင်မဆုံးဖြတ်ပါဘူးရဲနဲ့အနီးကပ်ဆုံးလှုပ်လှုပ်တာပါအခုလိုလှုပ်လိုက်တာဟာ မြို့နယ်တွင်နေထိုင်သူတွေချင်းချင်းဆက်သွယ်မှုကိုပုံမကောင်းမွန်လာတည်တယ်လို့မြို့ကံတွေကဆိုပါတယ်ဒီလိုအရက်သားလုံလုံရေးမကြခင်ကကျွန်တော်တို့တယောက်နဲ့တယောက်တိတ်မသိကြဘူးကိုယ်အိမ်ကြီးချင်းဘသူမှန်းတော့မှမသိကြကြပါဘူးရာဇဝတ်မှုတွေများလာတဲ့လုံလုံရေးတက်ခင်းတွေလည်းတော့ရောကျွန်တော်တို့တဦးနဲ့တူပို့ပြီးတော့တိလာခင်လာကြပါတယ်ဒါတော်တော်ကောင်းတဲ့ကိစ္စပါအဲ့လိုမျိုးဖြစ်ချင်ပါတယ်မလေးရှားတူတွေတည်င်းဌာနမှာ NS လူကကွာလာလမ်ပူကနေတည်င်းပေးပို့ထားပါတယ်ရှင် ရန်တောင်ပိုင်းကနေမလေးရှားနိုင်ငံကိုရောက်ချင်နေတဲ့ဒုက္ခသည်တွေပါဝင်တက်ရောက်တဲ့နိုင်ငံတကာစာတမ်းဖွဲ့ပွဲတစ်ခုကိုဆွေဒီနိုင်ငံလွှတ်တော်ထဲမှာကျင်းပပြုလုပ်ပါတယ်။အဲ့ဒီဒုက္ခသည်တွေဟာထိုင်းနိုင်ငံတောင်ပိုင်းမှာလွတ်လပ်တဲ့နိုင်ငံတစ်ခုထူထောင်ဖို့အတွက်ကြိုးစားရင်းမလေးရှားနိုင်ငံကိုထွက်ပြေးခိုလုံနေကြသူတွေပါ။အခုထိလဲထိုင်းနိုင်ငံတောင်ပိုင်းမှာအကြမ်းဖက်မှုတွေဆက်လက်တရှိနေပြီးအဲ့ဒီအတွက်ကြောင့်လူပေါင်း3000လောက်တည်ဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒီရှင်နေပေါ်ဆွေးနွေးချက်တွေကို ်တင်ဆက်ပေးထားပါတယ်ရှင်ဆွေရင်တို့တော်တွေကအစည်းအဝေးခန့်မှန်မှာပြုလုပ်တဲ့ဒီပွဲကထူကြပါတယ်။ညီငယ်ကြီးလှူရှာနေတဲ့ဒေတာအဖွဲ့အစည်းတွေနဲ့လွတ်တော်အမတ်တယောက်ကစီစဉ်ပြီးဆွေရင်အစိမ်းအောင်ပါတီကတက်ရောက်ပါတယ်။ခန်းနိုင်ငံတောင်ပိုင်းကပြိပကားတွေကြောင်းအဓိကထားဆွေးနွေးပါတယ်။ Der Sog da nere war ü bland annat en väldigt မကြာခင်ကထိုင်းနိုင်ငံတောင်ပိုင်းဒေတာကိုတွားရောက်လေးလာကြည့်တဲ့အခါမှာဖိနိတ်ခံထားရတဲ့ လူဖွဲ့စည်းခုကိုတွေ့ခဲ့ရပါတယ်အထူးသဖြင့်လူငယ်တွေကသူတို့ရဲ့ကိုယ်ပိုင်ရည်ကျင်းမှုအမှတ်သားတရုတ်တွေကိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ခွင့်မရဘူးလို့ခံစားရတယ်ပတာနီခေမှာပြည့်ပြည့်နေတဲ့အကြံဖက်မှုတွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ကထိုင်းနိုင်ငံကသူတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုတွေကိုမလေးမွတ်စလင်လူဖွဲ့စည်းတဲ့တုတ်သွင်းဖို့အတွက်တခါတရံအင်အားသုံးပြီးစ조사ခဲ့တဲ့အချိန်ကစခဲ့တာပါ၂၀၁၄ခုနှစ်မှာမလေးမွတ်စလင်တရာလောက်တက်ခံခဲ့ရပါတယ်အဲ့ဒီအချိန်ကစလို့ လူ3000လောက်တည်ဆုံပြီးထောင်ထဲကြီးတဲ့လူတွေဟာမလေးရှားနိုင်ငံနဲ့ဥရောပကိုထွက်ပြေးခိုလုံခဲ့ကြပါတယ်။အဲနောက်ခွဲထွေလှုပ်ရှားမှုဟာဗုဒ္ဓဘာသာယဟန်တန်ဃာတော်တွေကျောင်းဆရာတွေနဲ့ထိုင်းစစ်တပ်ကိုပြစ်မှတ်ထားလာပါတယ်။လွတ်တော်အစည်းအဝေးပွဲမှာပြည်သက်ပြည်တယောက်လာခဲ့သူတွေကတော့ဆွီဒင်နိုင်ငံကိုထွက်ပြေးလာခဲ့ကြတဲ့မလေးမွတ်စလင်တွေဖြစ်ပါတယ်။သူတို့ဟာကီလိုမီတာပေါင်း ထောင်ထောင်ကြီးဝေးတဲ့နေရာမှာတောင်အကြောက်တရားကရှိနေကြသေးပါ။သူတို့အားလုံးကမိဂုံးတွေကိုမဖြေရကြပါဘူး။ဖြေရတဲ့သူတယောက်ကတော့ ခွဲထွက်ရေးအုပ်စု PULO ရဲ့ဥဆောင်ဖွဲ့ဝင်တယောက်ဖြစ်ပြီးဆွေးနွေးနိုင်ငံမှာနေထိုင်ပါတယ်။ခဘော်ကန်ဖိမီယူနိုင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုရဖို့ငင်းချမ်းတဲ့နီလန်းနဲ့ရစရာမရှိတော့ဘူးလို့1986ခုနှစ်ကလေးကဆုံးဖြတ်ခဲ့ကြပါတယ်။ပတာဒီမာနေထိုင်ကြသူအားလုံးကလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ငင်းချင်နေကြတာပါ။ကျွန်တော်တို့ကကိုပိုင်အုပ်ချုပ်ခွင့်မျိုးတစ်ခုကိုလည်းဆွေးနွေးနိုင်ပါတယ်။ဒါပေမဲ့ထိုင်းစိုးရနဲ့ကျွန်တော်တို့ကြားမှာမှန်ကန်တင့်တော်တဲ့ဂျာဝင်ညှိနှိုင်းပေးတဲ့သူတယောက်မှမရှိဘူးလေ။ အဲ့ဒီကာလမှာပဲတပ်ဖြတ်မှုတွေကဆက်ဖြစ်နေပါတယ်အစိုးရအစ္စလမ်ခွဲထွက်ရေးအုပ်စုတွေကစီစဉ်နေတာပါထိုင်းစစ်တပ်ကစစ်တီတသိန်းနီးပါးလောက်ဟာတောင်ပိုင်းပြည်နယ်တုံးကူမှာအနှံ့ပြားတက်ဆွဲထားပါတယ်ဆွေဒင်နိုင်ငံပြည်ပဆိုင်ရာငြိမ်းချမ်းရေးသုတေသနဌာနကဒေါက်တာနေလ်မေဘင်က အစ္စလာမ်အခြေခံဝါဒီတစ်ခုတည်းကတော့ပြိပိပကကိုဖြစ်ပွားစေတဲ့အချက်မဟုတ်ဘူးလို့ဆိုပါတယ် The do about language about ဘာသာစကားပညာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နိုင်မှုပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသူတွေနဲ့ရင်းမြစ်တွေကိုပေးရမယ်နိုင်ငံရေးကိစ္စတွေကိုဖြည့်ရှင်းဖို့လိုပါတယ်ဒါတွေကဘာသာရေးနဲ့ပတ်သက်ချင်မှလည်းပတ်သက်လိမ့်မယ်ခန်းနိုင်ငံတောင်ပိုင်းမှာကမ္ဘာလက်ခီးသွားတွေမလာတော့ပါဘူးယင်းနိမ့်မွန်တန်မှုတွေကျောင်းတွေနဲ့ဖျားကျောင်းတွေလည်းပိတ်ထားရပါတယ်စစ်တပ်တွေချထားတဲ့ဈေးကလည်းအလွန်များပြပါတယ်တုတေသနမှု ဒေါက်တာနေမယ်ပင်ကတော့ထိုင်းစုကရွေးချယ်မှုလုပ်ရလိမ့်မယ်လို့ဆိုပါတယ် to the ebb and flow in efforts to try to incorporate the south more closely တောင်ပိုင်းကိုထိုင်းနိုင်ငံထဲကိုပူပြီးပူးတွဲပါဝင်လာဖို့ကြိုးစားအထောက်အမှုတွေကအတက်အကျရှိနေပါတယ်။ဒါမှမဟုတ်ဘာသာစကားကိစ္စနဲ့နယ်နိမိတ်ရေးရာကိစ္စတွေမှာနေရာတမျိုးမျိုးပေးအပ်ဖို့ထိုင်းနိုင်ငံမှာအခမ်းကဏ္ဍတစ်ခုရှိနေပါတယ်။ a role in in Thailand ထိုင်းဆိုကကုကံတိုက်ခတ်နေတဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးလှုပ်ဝဲညှိနှိုင်းမှုတချို့တော့ရှိနေပါတယ်။ မြို့သားပြည်လင်းတင်မြေကော်မတီရဲ့လွတ်လပ်တဲ့ကော်မရှင်နာဟောင်းတယောက်ဖြစ်တဲ့အာမက်ဆွမ်ဘွန်ဘူအာလောင်ကတော့အရေးပါတဲ့တိုးတက်မှုတစ်ခုပဲလို့ပြောပါတယ်ပြဒင်ပညာของภาคใต้เป็นส่วนหนึ่งที่มีผลต่อมาမှာငင်းကြတဲ့အဖြစ်တစ်ခုရဖို့ကတော့ခက်ခဲရှိလျားတဲ့ခီးလန်းဖြစ်နေပြီဘန်ကောက်မှာအစင်တစိုက်ဖြစ်နေတဲ့နိုင်ငံရေးရှုပ်ထွေးတွေကလည်းအထောက်အကူမဖြစ်စေပါဘူးဝင်ကြီးချုပ်ရှင်လက်ကပက်ထရီလှုပ်ရှားသူတွေနဲ့တွေ့ဆုံခဲ့ပြီးသူတို့ကိုအတိအမှတ်ပြုခဲ့တာ ตยเย่ป่าบียังจะยสุนมุตุดัดหลอตัวอะไรพิเศษกว่าหรือเกินไปจนทําให้พื้นที่ของข่าวในภาคใต้ ซึ่งมีความรุนแรงมากเช่นเดียวกันไม่ได้ไม่ได้มีในพื้นที่ของสื่อมวลชนထောငนန့้ကြည်တဲ့မွတ်စလင်လေးတိုียတည်းကဆွေบีประธานပြီးပဋ္ဌာနเอตိုပြန်လည်နိลင်ရေးအတွက်တော့အခွင့်အလမ်းပြည ဝန်ကံယောမရပ်တိုင်အကြေယောမရပ်တိုင်ပြိပကလာပြည်တော်နိုင်ငံရေးကိစ္စတခုပါဒါပေမဲ့ကျွန်တော်တို့မှာငြင်းချမ်းတဲ့အဖြေတခုရဖို့ပြမကဂျာဝင်စစ်ဆက်ညှိနှိုင်းပေးသူတယောက်လိုအပ်နေပါတယ်အာရှဒေသတွင်ဆောင်းပါကဏ္ဍအတွက် Red Wasserman ကဆွေဒင်နိုင်ငံကနေသတင်းပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ီတစ်ပတ်အာရှသတင်းအာရှရှူကင်းစီစဉ်ကိုဒီမှာပဲရနာပြစီရှင်ရှေ့ပတ်ဒီမှာလဲထူကြတဲ့လိလာစရာတွေကိုတင်ဆက်ပေးအောင်ပါကျမခင်မင်းစောပါရှင်